အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတတ်တဲ့အားလုံးမင်္ဂလာပါ Manchester United ကဒီနောက်ပိုင်းမှာသူတို့ကွင်းလေကစားမတယောက်အားဖြစ်ဖို့တောက်လျှောက်ကြည့်နေတဲ့အချိန်မှာအခုဒီဘယ်လိုပြောမလဲ Man United အသေးနေတဲ့ကွင်းလေတွေတောက်လျှောက်ကိုသူတို့တောက်လျှောက်လိုက်နေရင်းနဲ့အခုစောင်းရာသီကာလမှာသူတို့ကွင်းလေကစားမတွေကိုသူတို့တောက်လျှောက်ပြစ်မှတ်ထားနေပြီ။ရိုယာတီအတွက် Manchester United ကကွင်းလေ၂ယောက်ခေါ်မယ် အဲ့ဒါသူတို့စောကြီးတဲ့ plan ထားပြီးသားချီစင်ဝဲကော့အပါဝင်တောင်ရှိသူတွေက plan ထားတဲ့အချိန်မှာအခုလောလောဆယ်ပါသူတို့အနေနဲ့နွေရာသီတခက်ထဲမှာသူတို့ထည့်ထားတာက Adam Warden ပါတယ် Carlos Balila Baliba ပါတယ် Elliot Addison ပါတယ်ပြီးတော့မှ Now Struker ကဒါ Angelo Stella ဆိုတာပါတယ်ဆိုတော့ Angelo Stella ရဲ့ Adam Warden ရဲ့ Elliot Anderson ရဲ့ပြီးတော့မှ Carlos Baliba ရဲ့အဲ့ဒါအပြင်ကို ဒါ modern women ဆိုတဲ့ကစားမဒါတွေကသူတို့နွေရာသီအတွက်ရည်ဝဲထားတာနွေရာသီအတွက်ခေါ်ချင်တာဒါပေမဲ့အခုလောလောဆယ်မှာသူတို့ဒီဆောင်းရာသီမှာခေါ်ယူဖို့ရည်ဝဲထားတဲ့သူလည်းရှိတယ်ကလကလဘက်ကအခုလောလောဆယ်နွေရာသီတာဂက်မှာသူတို့ဘက်ကယူရထားတဲ့အချက်တွေမှာဆောင်းရာသီမှာကအထွက်တွေလည်းရှိနိုင်တဲ့ကြောင်းသူတို့ရဲ့အသင်းကွင်းလယ်ကစားမှာကာလိုကက်စမီရိုကိုသူတို့တက်တန်းထပ်တိုးမယ်။ဒါဆိုကိစ္စရှော့ချလို့ရရင်ကက်စမီရိုကတေချာပေါက်ဆက်ထားမယ်။ ဒါပေမဲ့ Kobe Menu ကဒီဆောင်းရာသီမှာလူရှာနိုင်ရင် Menu ကိုထွက်ခွင့်ပေးမယ်ဆိုတော့သူဘက်ကဘယ်လိုပြောမလဲဆိုတော့အရန်ထွက်ခွင့်တောင်းနေတဲ့ Kobe Menu ကိုသူတို့တေချာပေါထုတ်မယ်ဒါပေမဲ့ replacement လိုတယ်အဲ့ replacement ရရင်တေချာပေါသူတို့ထွက်ခွင့်ပေးမယ် replacement မရရင်တော့ထွက်ခွင့်မပေးဘူးဆိုရင်ခါမှာ노야디တက်ကတော့ရှိပြီးသား Angelo Stella ရှိမယ် Modern Whiteman ရှိမယ်ပြီးတော့မှ ဲ့မှာ Carlos Baleba ရဲ့ Elliot Anderson ရဲ့ Adrian Water ရဲ့ Morten Whiteman ရဲ့ Angelo Stella ဒီ၅ယောက်က Manchester United ရဲ့အဓိကကစားသမား၅ယောက်လို့ရသည်ဒါပေမဲ့ဒီစောင်းရသည်မှာပြီးခဲ့တဲ့ရပိုင်ကတောက်လျှောက်ချိတယ်ဆီမှာကျွန်တော်ကြားတဲ့တယောက်က Corner Galaga ဒါပေမဲ့ Atletico Madrid ကသူ့ကိုအငါပလက်အပိသက်ပုံစံပဲရောင်းချင်တာအကားကတရားရာဒီကုန်ထိအပိသက်က45တန်းဒါပေမဲ့ အဲ့လိုမျိုးမဖြစ်လာရင် Man United ကနောက်ထပ် option ကအခု Wolverhampton ရဲ့ Brazil ကွင်းလက်ကစားမှာ Joao Gomez ကိုလိုချင်အသက်24နှစ်ရှိတဲ့ central midfield position ဖြစ်ပေမဲ့ DM position လည်းကောင်းကောင်းကစားနိုင်သူဖြစ်ပြီးတော့ Matias Cunha နဲ့ပြီးခဲ့တဲ့ရာသီမှာအတွဲညီသူဖြစ်တဲ့လက်ရှိ current market ပေါက်ချီကတန်း40ဖြစ်ပြီးတော့ Joao Gomez ကို Wolverhampton ကပြီးခဲ့တဲ့ရာသီမှာ Flamengo ကနေ2023ခုနှစ်တုန်းက Flamengo ကနေ18တန်းပဲပေးရတယ် ဒါပေမဲ့ခုသူ့ရဲ့ current market ပေါက်ကြီးကတန်း၄၀ဖြစ်ပြီးတော့ Manchester United က Joao Gomez ကိုသဘောကျတယ်ရှင်းရှင်းလေးပြဘရာဇီးကစားသမားတွေဆိုတော့ဘောလုံးအားကောင်းတယ်လှုပ်အားကောင်းတယ်ဘောလုံးကင်ထားနိုင်တယ်သူတို့မှာ skill ကောင်းတယ်ဥပမာ Casemiro National Team မှာဒါ Bruno Guimaraes နဲ့တွဲကစားလို့မဟုတ် Okay Bruno Guimaraes လောက်ဒါ macho ကြီးလိမှု aggressive ဖြစ်မှု physical presence အားကောင်းချင်မှာအားကောင်းမယ်ဒါပေမဲ့ Joao Gomez ရဲ့ technical ability တကယ် bowler player ဆိုအဲ့ချက်ကြောင့် United က Joy Gomez ကိုတော်တော်လေးသဘောကျတယ်အဲ့ Joy Gomez ကလက်ရှိအနေထားအရဘယ်လိုပြောမလဲဆိုတော့ဆိုတော့အဲ့နေရာမှာသူ့အနေနဲ့ Joy Gomez ကအခုလောလောဆယ် United ကတော်တော်လေးသဘောကျတယ် Joy Gomez ဆိုရင်တော့ကျွန်တော်အမြင်တော့ဘယ်လိုပြောမလဲတော်တော်ကိုဒါ performance ကောင်းတဲ့ quality player ဖြစ်တဲ့ဈေးလည်းမကြီးဘူးအသက်ဒီ Manchester United ကတော်တော်လေးသဘောကျတယ်တကယ်လို့ United ကဘယ်လိုပြောမလဲ Joao Gomez ကိုရရင် ဒါပဲဖြစ်ဖြစ်ခေါနာကလကကိုရရင်ဆောင်းရတီမှာမိန်းနုကိုသူတို့ပေးထွက်ပြီဒီကြားထဲမှာ Manchester United က Hoki Mantes ကိုဆက်သွယ်ပြီးတော့ Kieran Adeyemi ဆိုတဲ့ဒါ Borussia Dortmund ရဲ့တောင်ပန်ကစားမကိုလည်းစကားပြောနေရှိဒါတော့သူကသူတို့ကတောင်ပန် position အတွက်ပေါ့လေသူရဲ့ contract က2029မှာကုန်မယ်ဆိုတော့ Realty Plan ကရှင်းပြီးသားဒါပေမဲ့ဆောင်းရတီ Plan မှာ João Gomes ကိုသဘောကျတယ်ခေါနာကလကကိုသဘောကျပြီးတော့အခုလောလောဆယ်မှာဒါသူတို့ဘက်ကအိုက်ကွင်းလေအတွက်စပြီးတော့စောင့်ကြည့်ပါလေအားလုံးကျေးဇူးတင်ပါတယ်